အနာဒိုင်းစစ်ကောင်စီဟာဒီကနေ့ဧပြီ18ရက်နေ့နှစ်စန်းတရက်နေ့မှာအကျဉ်းသားတွေကိုလူငင်းခွင့်ပေးရမှာနိုင်ငံရေးအကျဉ်းသားပါဝင်မှုနှဲပါပြီးအချို့အကျဉ်းထောင်တွေမှာမတရားဖမ်းဆီးခံထားရတဲ့နိုင်ငံရေးအကျဉ်းသားတွေလုံးဝမပါဘူးလို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်ကပြောပါတယ်။ မြန်မာနှစ်တကူနေ့အဖြစ်စစ်ကောင်စီကနိုင်ငံတော်ကအချင်းသားအချင်းသူ4863ဦးကိုလွန်ကျိန်းခွင့်ပေးမယ်လို့ကြေညာထားပေမဲ့ကြေညာချက်မှာဘယ်အချင်းထောင်တွေကဘယ်နှဦးလွှတ်ပေးမယ်ဆိုတာတော့မပါရှိပါဘူး။နိုင်ငံရေးကျင်းပပါဝင်မှုက400ခန်းလုံးပေါ့နော်900ခန်းလုံးရဲ့အောက်မှာပဲရှိရဲလို့ကျွန်တော်ပြောချင်ပါတယ်ကျွန်တော်လွတ်လိုက်တဲ့လူတွေရဲ့အဆုံးထက်ကိုမှနိုင်ငံရေးကျင်းသားတွေကမပါလာဘူးပေါ့နော်အဆုံးထက်ကိုမပါဘူးလို့ပဲပြောချင်တယ် အဲအထူးသဖြင့်တော့ကျွန်တော်တို့ကျင်းောက်ထဲမှာရှင်နိုင်ငံကြီးကျင်းနာကျင်းလူတွေဟာ905တွေနဲလာသလိုနှစ်ကြီးပုံမာတွေကြာခံထားတဲ့လူတွေကများစွာကျင်းောက်ထဲမှာကြံ့နေသေးတယ်ဒီလူတွေအားလုံးလွတ်ဖို့အတွက်ဆိုရင်တော့တော်လိုင်းအမြန်အောင်မှလွတ်မြောက်မှာဖြစ်ပြီးမှနောက်ထပ်တနည်းကတော့ကျွန်တော်တို့ရဲ့အချင်းထောင်တကားတွေကိုတော်လိုင်းတက်တွေကိုယ်တိုင်ကချိုးဖြက်ပြီးမှနိုင်ငံချင်းသားတွေကိုလာလာရောက်ကဲထုံးမဲ့အချိန်ကိုပဲနိုင်ငံချင်းသားချင်းလူတွေကမျိုးလင်းနေတာဖြစ်တယ်ဆိုတာကိုတော့ကျွန်တော်တို့အဓိကအလေးနဲ့ထားပြီးမှတော့ပြောချင်ပါတယ်ဗျာ။ ီကနေ့လွတ်မြောက်လာတဲ့အထဲမှာရန်ကုန်အင်းစိန်ထောင်ကနေအချင်းသား200ဝန်းကျင်လောက်သာပြန်လည်လွတ်မြောက်လာခဲ့ပြီးအဲ့ဒီအထဲမှာတော့လွတ်ရစေတဲ့နိုင်ငံရေးအချင်းသား20ဝန်းကျင်လောက်သာပါဝင်တယ်လို့ထောင်နဲ့နှီးဆက်တဲ့သတင်းရင်းမြစ်တွေစီကနေသိရပါဗျ။လွတ်မြောက်လာတဲ့သူတွေထဲမှာစစ်တပ်အာဏာသိမ်းပြီးတလအကြာမှာဖမ်းဆီးထောင်ချခံခဲ့ရတဲ့ကမာရုတ်မီဒီယာသတင်းဌာနပူရဲတီထောင်သူကိုဟန်တာငင်းလဲလွတ်ရစေတာကြောင့်ပြန်လဲလွတ်မြောက်လာကြောင်းစုံစမ်းသိရှိရပါတယ်။ ဒါအပြင်စစ်ကောင်စီရဲ့လူငယ်မှာနိုင်ငံခြားသားအချင်းသားအချင်းသူ73ဦးကိုလည်းလွှတ်ပေးပြီးပြည်နှံပေးလိုက်တယ်လို့ဖော်ပြထားပါတယ်။သူတို့ကျင်ရထားတဲ့ထဲမှာချွင်းချက်ပေးထားတဲ့ပုံမှန်တွေကနိုင်ငံချင်းသားတွေကိုချထားတဲ့ပုံမှန်တွေပဲရှိတယ်။အဲအဲအဲကြောင့်ကျွန်တော်တို့နိုင်ငံချင်းသားဒီခေါက်ကတော်တော်လေးကိုနည်းလိုက်မယ်။မပါတော့လို့ပြောရမယ်။ရာဂိုင်းနှုံးရာဂိုင်းနှုံးကနည်းနည်းလေးပဲပါတယ်။ ဧပြီလ18ရက်မတိုင်ခင်ကထောင်ထံကြခံရတဲ့သူတွေကိုလည်းကြခံရမဲ့ပြစ်ဒဏ်ရဲ့6ပုံတပုံကိုရှော့ပေါက်ပေးလိုက်တယ်လို့စစ်ကောင်စီကကြေညာထားပေမဲ့အဲ့ဒီလိုထောင်ထံရှော့ပေါက်ပေးတဲ့အမှုတွေမှာမတရားသင်အုပ်ပြီးလက်နက်မှုအကြမ်းဖက်တိုက်ဖြတ်ရေးအုပ်ပြီးအဂရိမှုတဘာဝဘေးအမှုဖောက်ခွဲမှုမူရစေဝါမှုလူတက်မှုမရိမှုတို့မပါဝင်ပါဘူး။နေဦးတော်လန်ရေးမှာအာနာသိမ့်မှုစန့်ကျင်သူတွေကိုအကြမ်းဖက်မှုလက်နက်မှု ဖောက်ခွဲမှုမတရားသိမ်းမှုတို့နဲ့စစ်ကောင်စီကတရားစွဲဆိုထောင်ချထားတာတွေရှိပါတယ် 2021ခုနှစ်ဖေဖော်ဝါရီ1ရက်စစ်တပ်အာဏာသိမ်းချိန်ကစပြီး၄နှစ်ကျော်ကာလအတွင်းအာဏာသိမ်းဖြစ်စဉ်နဲ့ဆက်ဆက်ပြီးဖမ်းခံရသူစုစုပေါင်း2900ကျော်ရှိတယ်လို့နိုင်ငံရေးအကြီးအကဲများကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့စီးရင်တွေသိရပြီးအဲ့ဒီထဲကမှ2269ဦးဟာထိမ့်သိမ်းခံရရဆဲဖြစ်ပြီးထိန်းသိမ်းခံရတဲ့သူတွေထဲကမှလူတပေါင်းကျော်ဟာထောင်ဒဏ်တွေချမှတ်ခံရပြီဖြစ်တယ်လို့ AAPP ရဲ့စင်းလေရာသိရပါဗျာ။